ကျွန်တော်ရဲ့ကျေးဇူးရှင် 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေပေါ့နော်ဗီဒီယိုလေးတစ်ပိုင်းကျွန်တော်တင်ပေးမယ်ပေါ့နော်ဗီဒီယိုဒီဗီဒီယိုဖိုင်လေးမှာလည်းသူက break ရောဝမ်းကျင်ရော အကုန်လုံးပါတယ်ပေါ့နော်အဲ့တော့ကြိုက်နေတဲ့ရင်လည်းအသုံးပြုပါနော်ဒါကတော့ကျွန်တော်တို့ဒီ6ကြိမ်အတွက်နောက်ဆုံးဖိုင်လေးလည်းဖြစ်မှာပေါ့နော်အဲ့တော့ကြည့်ကြအောင်ခင်ဗျာကျွန်တော်တို့ဒီ cleaner တစ်ချိုးလုံးပါပေါ့နော်ဒီကြိမ်ကနေကျွန်တော်တို့ပြီးခဲ့တဲ့9ကြိမ်အထိ ဒါစက်တိုက်အလုပ်လုပ်တာဆိုလို့ရှိရင်ကလင်နာတကျော်လို့မှာ၃ကတ်ရှိတယ်ပေါ့နော်83ခုနှစ်မှာအဲ့လိုပုံစံမျိုးခုလက်ရှိဒီနှစ်ပုံစံမျိုးလောက်တာ83ခုနှစ်မှာတစ်ကြိမ်ရှိတယ်ပေါ့နော်နောက်ကျွန်တော်တို့ဒီ93ခုနှစ်မှာတစ်ကြိမ်ရှိတယ်ပေါ့နော်နေဦးကနေစပြီးတော့9ချိန်ထိအလုပ်လုပ်တာပေါ့နော်9ချိန်ထိလုပ်လုပ်ပြီးသွားပြီပေါ့နော်လက်ရှိ6ချိန်ထိဒါလုပ်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ 25ခုနှစ်ပေါ့နော်အခုလက်ရှိနှစ်တည်မှာလည်းအဲ့လိုနှိဥ်ကရေကနေစလောက်တာတွေ့ရတာပေါ့နော်အဲ့တော့ကြိုက်နေတည်ရင်လည်းအသုံးပြုပါခင်ဗျာကျွန်တော်တို့ဒီလမှာကလင်နာတကြောလုံးမှာပေါ့နော်နှိဥ်မှာကိုးထိတ်လို့ရိုက်တယ်ကိုးထိတ်လို့ရိုက်ပြီးတော့နှိဥ်မှာသူကအခုလက်ရှိလုံနေတဲ့အုံကတ်လုံးမှာကိုးထိတ်ဒါက၈ထိတ်ပေါ့နော်သူကအဲ့လိုခွန်ထိတ်လို့ရိုက်တယ်ပေါ့နော်အဲ့လိုကိုးထိတ်၈ထိတ်ခွန်ထိတ်လို့ရိုက်ပြရမယ်သူ့ရဲ့အောက်မှာပေါ့နော်ဘူးခွာလို့နှစ်ကြိမ်မှာဘူးခွာတစ်ကြိမ်မှာကိုးထိတ်၈ထိတ်ခွန်ထိတ်လို့ရိုက်ပြရမယ် နှစ်ကြိမ်မှာဘူးခွာလို့ရိုက်တယ်နှစ်ကြိမ်မှာဘူးခွာလို့ရိုက်တယ်နှစ်ကြိမ်မှာဘူးခွာလို့ရိုက်တယ်ပေါ့နော်အဲ့လိုဘူးခွာလို့ရိုက်ပြီးတယ်နဲ့သူ့ရဲ့အောက်မှာလဲသူကနှစ်ကြိမ်ကိုထိတ်ရှစ်ထိတ်ခွန်ထိတ်လို့ရိုက်တယ်နှစ်ကြိမ်မှာဘူးခွာလေးရိုက်တယ်သုံးကြိမ်ကနေစပြီးသူကတိတိပပလှုပ်တယ်ပေါ့နော်တိတိကြကြလေးလှုပ်တယ်သူက၅ထိတ်လို့ရိုက်တယ်၅ထိတ်နဲ့သူကသုံးကြိမ်မှာ၅ထိတ်နဲ့နောက်ဘူးလို့ရိုက်တယ်လေနောက်ထပ်ကျွန်တော်တို့ဒီနောက် တက်ခတ်မှာလဲငါငါထိပ်ပြီးတော့၄ထိပ်နဲ့နောက်ဘူးလို့ရိုက်တယ်ဒီမှာ၃ထိပ်နဲ့နောက်ဘူးသူကငါထိပ်နဲ့နောက်ဘူး၃ထိပ်နဲ့၄ထိပ်နဲ့နောက်ဘူး၃ထိပ်နဲ့နောက်ဘူးပေါ့နော်၅၄၃ဆိုပြီးအဲ့လိုရိုက်ပြရကြမှာ၄ချိန်မှာပရိတ်ဆက်တဲ့ဆိုပြီးတော့ရိုက်တယ်ပေါ့နော်၄ချိန်မှာပရိတ်ဆက်တဲ့ဆိုပြီးတော့ဒါ၄ချိန်မှာပရိတ်ဆက်တဲ့ဆိုပြီးတော့ရိုက်တယ်၄ချိန်မှာပရိတ်ဆက်တဲ့ဆိုပြီးတော့သူကရိုက်တာပေါ့နော်အဲ့တော့အဲ့ထီတော့ရှင်းမယ်လို့ထင်ပါရဲ့နော် ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီလေးချိန်မှာ break 7တက်လို့ရိုက်တယ် break 7တက်ရအောင်မှာ break 4လို့ရိုက်တယ်လို့ပြောရလဲမှန်တော့ဗောနော်လေးချိန်မှာ break 7တက်လို့ရိုက်တယ်၅ချိန်မှာ break 4လို့ရိုက်တယ်လေးချိန်မှာ break 7တက်လို့ရိုက်တယ်၅ချိန်မှာ break 4လို့ရိုက်တာဗောနော်လေးချိန်မှာ break 7တက်လို့ရိုက်တယ်၅ချိန်မှာ break 4လို့ရိုက်တယ်ဗောနော်အဲ့လိုနှိဦးကြက်လောက်လာပြီးတော့မှကျွန်တော်တို့ကဘာလုပ်နေလဲဆိုတော့6ချိန်မှာဗောနော် ဒါ break share ဆိုတော့ခဏလေးပြေးတယ်ပေါ့နော်။သူကတော့ဒီမှာဒီနှစ်ကတ်မှာတော့ရှေးပူးနဲ့ break share ကလေးပြေးတာပေါ့နော်။ဒီမှာတော့ကျွန်တော်တို့ break share ကလေးကိုပဲအဓိကထားယူကြပါဆိုတော့။သူကရှေးပူးနဲ့ဒီမှာ break share လို့ကြားတယ်ပေါ့နော်။ break share ကိုမှသူကရှေးပူးနဲ့ရိုက်တယ်။ဒီမှာလည်းကျွန်တော်တို့ break share လို့ရိုက်တယ်။သူကရှေးပူးနဲ့ရိုက်တယ်ပေါ့နော်။ဒီမှာ break share ကလေးပေါ့နော်။ဆိုလိုတာဒီနှစ်လေးမှာကျွန်တော် break share ကလေးပြကျင်တာပေါ့နော်။ break share ကလေးကိုမှကျွန်တော်1ချိန်လေးနဲ့ ကျွန်တော်ထပ်ပြီးတော့ပြပေးဦးမယ်ပေါ့နော်ပြီးရင်လည်းနောက်ထပ်ကျွန်တော်တို့ break sheet တစ်စိုက်ကျွန်တော်တို့သွားမယ်ပေါ့နော် break sheet တစ်စိုက်သွားမယ်ဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့အချိန်ကကျွန်တော်ဒီ latest con cycle ကိုဒါကျွန်တော်တော်တော်မှွေးနောက်ပြီးပြခဲ့တာရှိတယ်ပေါ့နော် latest con လို့တက်ထွက်တာ calendar တစ်ကြိုးလုံးမှာ၃ကပ်ပဲရှိတယ်ပေါ့နော် latest con ကနေသူကတည့်နှစ်ပုံ၃ချိန်မှာထွက်တဲ့ဒီ6ခွန်3ဆိုတဲ့ကောင်က3ခွန်တွဲဟိုသူက6ပြိတ်နဲ့ဒါ 6ပြည့်ဖြစ်အောင်ပေါ့เนาะ6ကပ်ပြီးတော့မှဒါ603ဆိုပြီးတော့သူကထွက်တယ်ပေါ့เนาะဒီမှာလဲကျွန်တော်တို့ဒီအထိကတော့ခဏခဏပြနေတော့ဒီ line နေတောက်လျှောက်မှုပြထားတာဆိုတော့တော်တော်လေးလဲနားလည်မယ်လို့ထင်ပါเนาะလေးတခုံးလို့ရိုက်တယ်သူကနေ3ချိန်ဆင်းလိုက်ပေါ့เนาะပရိတ်6ပြီးတော့ပရိတ်9လို့ရိုက်တယ်ပရိတ်9အောင်မှသူ့ရဲ့အောက်ကရှိတွဲ၄3ညအတွဲကိုပရိတ်9ဖြစ်အောင်တက်ကပ်ပြီးတော့မှ3ည4တက်ဆိုပြီးတော့ထွက်တယ်ပေါ့เนาะတတိယတက်ကဒီမှာလဲကျွန်တော်လေးတခုံးလို့ထွက်တယ်သူကနေ1 2 3 4ဒါလေး 6ပရိတ်5ပရိတ်ပြီးတော့4ပရိတ်ထွက်တယ်4ပရိတ်ကိုမှ तू က6 9ထွက်ကို4ပရိတ်ဖြစ်အောင်အသုံးကပ်ပြီးတော့မှဒီမှာ5 6 3ဆိုပြီးတော့ तू ကထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးရတယ်ဒီနားလေးမှာကျွန်တော်တို့ဒီနားလေးမှာတခါတဲ့ဂဏန်းပါတယ်ပေါ့နော်ဂဏန်းတခါတဲ့ထည့်ပြီးတော့ပါမယ်ဗျာအဲ့တော့ကျွန်တော်တို့4 1 0လို့ထွက်ပြီးဒီနားလေးမှာ तू ရှေ့ကတိုင်းမျိုးပေါ့နော်3ခွန်းတဲ့ကို6ပရိတ်နဲ့ तू ကထွက်သွားပြီပေါ့နော်အဲ့6ပရိတ်ရအောင်မှကြတယ်ဂဏန်းဒီကရန်ကသူ့ရဲ့ဆောင်းကကောင်းကဝမ်းချင်းပေါ့နော်။သူကဒီကလည်းဒီကနေဝမ်းချင်းလို့ယူလဲရတယ်။ဒီကနေဝမ်းချင်းလို့ယူယူလဲရတယ်ပေါ့နော်။ ဒီကနေယူမယ်ဆိုရင်တော့ဒီကနန်းဇောင်းကနန်းကနေယူမယ်ဆိုရင်တော့ဒီ3ည5 3ည1ချိန်က9 3ည5လို့ထွက်တယ်ပေါ့နော်ဇောင်းကနန်းကနေယူမယ်ဆိုရင်တော့ကနန်းတစ်ကွက်ကိုသူကတိတိကျကျလေးထွက်တာပေါ့နော်ဘလို့တိတိကျကျလေးထွက်လဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က၄တက်ခွန်ဇောင်းကနေဒီသူ့ရဲ့အပေါ်မှာ6ပရိတ်လို့ထွက်ပြီပေါ့နော်ဒီ6ပရိတ်ကိုလည်း3ခွန်နဲ့6ပရိတ်3 ဒီလေးတခွင်ရဲ့အောက်ကဒါရှိနှလုံးပေါင်းနဲ့ကနန်းနဲ့ဒီမှာ6ပြိတ်လို့ထွက်သွားတယ်သူ့ရဲ့အောက်ကကနန်းဟာသူ့ရဲ့ဘေးရဲ့အကောင်အဝန်းချင်းပေါ့နော်ယူကြပါစို့နော်3ည5တုံည1ချင်းဟာကိုကိုတုံည5ကိုဝန်းချင်းလို့ယူမယ်ပေါ့နော်တုံည5တုံညကိုတုံည5ကိုဝန်းချင်းဝန်းချင်းကိုသူကဘရိတ်ကဘယ်ရယူလဲဆိုလို့ရင်သူ့ရဲ့အောက်ကဒီဘရိတ်လေးမို့ကြောင့်သူကဘရိတ်လေးလို့ရိုက်တယ်သူကနောက်တွဲပိုင်းနဲ့ဘရိတ်ဒီမှာဘရိတ်လေးကြလို့ဒီမှာဘရိတ်လေးဖြစ်အောင်ကိုကပ်ပြီးတော့မှဒီမှာ3ည5နောက်တွဲ ဒီမှာ3ခွန်နောက်တွဲကို6ပြိတ်ဖြစ်အောင်6ကပ်ပြီးတော့ကျွန်တော်6ခွန်3လို့ထွက်တယ်လို့ပဲဒီနားလေးမှာ9 3ညတွဲကိုဒီ9 3ညတွဲကိုသူ့ရဲ့အောက်မှာပြိတ်4ရှိလို့ပေါ့နော်ဒီ9 3ညတွဲကိုပြိတ်4ဖြစ်အောင်ဆိုရင်6ကပ်ပြီးတော့မှ9 3ည9ဆိုပြီးတော့သူကပြေးတယ်ပေါ့နော်ဒါတက္ကပ်ပေါ့နော်ဒုတိယတက္ကပ်ကျွန်တော်တို့သွားမယ်နော်ဒုတိယတက္ကမလိုက်ဒီမှာ၄တက်ခွန်လို့ထွက်ပြီး၄တက်ခွန်နေတင်းနေသုံးဆောင်သုံးမိကြီးလိုက်သူ့ရဲ့အောက်က၄တုံညာတွဲလေးနဲ့ဒါ break ဒီနေ့လေးမှာ break ချောက်ပြီးတော့၃ချိန်မြောက်မှာ break ငါးလို့ထွက်တယ်ပေါ့နော် break ငါးအောင်မှာ၄တုံညာတွဲလေးကိုတက်ကပ်ပြီးတော့မှ break ငါးသူ့ရဲ့ဒီရွှေတဲလေးကိုတက်ကပ်ပြီးတော့မှ break ငါးဆိုပြီးတော့ထွက်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ဒီ၈၆ခွန်ဆိုတဲ့ကောင်းလေးရာလည်း၄ခွန်၈က1ချိန်၄ခွန်၈ကိုမှသူ့ရှိအတိုင်းပဲပေါ့နော်သူ့ရဲ့နောက်တွဲလေးဖြစ်တဲ့ခွန်၈အတွဲလေးကခွန်၈အတွဲလေးကခွန်၈ဒီမှာခွန်၈ကီးလို့ထွက်မှာပေါ့နော်ဒီမှာခွန်၈နောက်တွဲလေးကဒီမှာခွန်၈ကီးလို့ဝင်ပြီးတော့မှသူ့ရဲ့အောက်မှာ break ဆက်တဲ့ရှိတဲ့အတွက် သူက6ကပ်ပြီးတော့ပေါ့နော်86ခွန်းဆိုပြီးတော့သူကထွက်တာပေါ့နော်ဒီမှာကျွန်တော်တို့ခွန်းရှစ်တွဲဆိုတော့နှလုံးပေါင်း5ပဲရှိသေးတာပေါ့နော်သူ့ရဲ့အောင်မှာပရိသတ်တဲ့ဖြစ်တဲ့အတွက်ပရိသတ်တဲ့ဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခွန်းခွန်းရှစ်တွဲလေးကနှလုံးပေါင်း5ဖြစ်တဲ့အတွက်ပရိသတ်တဲ့ဖြစ်အောင်6ကပ်ပြီးတော့မှ86ခွန်းဆိုပြီးတော့သူကတကွက်ထဲထွက်တာပေါ့နော်အဲ့တော့ဒီနားလေးမှလည်းကြည့်ကြအောင်ခင်ဗျာဒီမှာလည်းကျွန်တော်တို့ဒီ၄တခွန်းလို့ထုတ်ပြီးပေါ့နော်၄တခွန်းကနေဒီ တနှစ်သုံးဆောင်သုံးချီရည်လိုက်ဒီ site တွေကပြပြီးသားဆိုတော့တောင်းတောင်းပြရင်သိပါเนาะဆောင်းသုံးချီရည်လိုက်ရင် brain brain 6 brain 5 brain 4လို့သူကထွက်တယ်ပေါ့เนาะအဲ့တော့ brain 6 brain 5 brain 4ကိုမှသူက၄၁0ရဲ့အောက်ကသူရှိကတိုင်မှာ6 5တွဲကို brain 4ဖြစ်အောင်သုံးကပ်ပြီးတော့မှ5 6 5 6 3ဆိုပြီးတော့သူကထွက်တယ်ပေါ့เนาะ အဲ့တော့သူ့ရဲ့အောက်မှာထွက်မယ်ကဏ္ဍသူ့ရဲ့အောက်မှာထွက်မယ်ကဏ္ဍကသူ့ရဲ့ဇောင်းကအကောင်ကဝမ်းချင်းဖြစ်မယ်ဒီမှာ break shift လို့ break shift ဖြစ်လို့ဒီမှာ break shift ထွက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရှေ့ကအတိုင်းဆိုလို့ရှိရင်ဒီမှာဒီကိုရှင်နောက်တွဲလေးနဲ့ break shift ဖြစ်အောင်ဆိုလို့ရှိရင်တက်ကပ်ပြီးတော့မှကိုရှင်တက်ဆိုတဲ့ကဏ္ဍလေးထိုးရမှာပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ကကိုရှင်တက်သူ့ရှေ့ကအတိုင်းဆိုရင်တော့ကိုရှင်တက်ပေါ့နော်သူက ကိုမှလာရမယ်ဆိုရင်ထိတ်ဆိုပြီးတော့ကျွန်တော်ဒါကျွန်တော်ပြောထားကျွန်တော်တို့ site တွေမှာလည်းတွေ့တယ်ပေါ့เนาะကျွန်တော်ပြန်ရှင်းအောင်ပြောပြမယ်เนาะသူကကဏ္ဍက ခဏကသူကတကွက်တဲထွက်တယ်ပေါ့နော်အဲ့တော့လေးတခုလို့ထွက်တယ်သူရဲ့ဆောင်း၃ပေမှာ brake 6လို့ထွက်တယ် brake 6ရဲ့အောက်မှာထွက်တဲ့ခဏဒီခဏ9 3ည5ဆိုတဲ့ကောင်ကသူရဲ့ဆောင်းကသူရဲ့ဆောင်း၄ပေါ့နော်ဒီ9 3ညတွဲရဒီမှာ9 3ညတွဲလို့ပြီးပြီးတော့မှသူရဲ့အောက်မှာ brake လေးရှိတဲ့အတွက် brake လေးဖြစ်အောင်ကိုးကပ်ပြီးတော့မှ9 3ည5ဆိုပြီးတော့ဒီနားလေးမှာထွက်တယ်ပေါ့နော်ပထမတက်ကပေါ့နော်ဒုတိယတက်ကမှာလည်းဒီမှာ1 2 3 4 brake 9 တင်းနဲ့သုံးပေါ့နော်သုံးချိန်ဆင်းလိုက်လို့ရှိရဲ့ဘရိတ်လျှောက်ပြီးတော့ဘရိတ်ငါးလို့ထတဲ့သူ့ဘရိတ်ငါးလေးကလည်းသူ့ရဲ့အောက်ကဒီ၄သုံးညတွဲဟို၄သုံးညဒီရှေးတွဲလေးကိုတက်ကပ်ပြီးတော့မှဘရိတ်ငါးဆိုပြီးတော့တက်ပေါက်တွဲပေါ့နော်သူ့ရဲ့အောက်မှာကြတဲ့ဒီမှာဒီကနန်းလေးကဒါသူ့ရဲ့ဆောင်းက၄ခွန်၈က၁ချိန်ပေါ့နော်၄ခွန်၈ကိုမှသူက၇ရှစ်အတွဲသူ့ရှေ့ကအတိုင်းပဲကျွန်တော်တို့ကဒီမှာ၅သုံးညတွဲက၅သုံးညတွဲလို့ ငါးတုံညာတော့ငါးတုံညာတော့လူလှမ်းပေးတယ်။သူကဒီမှာ break လေးရှိတဲ့အတွက် break လေးဖြစ်အောင်ကိုယ်ကပ်ပြီးတော့မကိုယ်တုံညာငါဆိုပြီးတော့ထွက်တယ်ပေါ့နော်။ဒုတိယတက်ကတ်မှာလည်းဒီမှာကျွန်တော်တို့ကဒီ6ချောက်ခွန်ဆိုတဲ့ကဏ္ဍသူ့ရဲ့၄ခွန်ချက်က1ဂျိမ်းပေါ့နော်။၄ခွန်ချက်ကမှခွန်ချက်အတွဲပိုင်းနဲ့ပေါ့နော်။သူ့ရဲ့အောက်မှာ break 7ရှိတဲ့အတွက်7ဖြစ်အောင်ခွန်ချက်အတွဲကို break 7ဖြစ်အောင်ဆိုရင်6ကပ်ပြီးတော့မှ6ချောက်ခွန်ဆိုပြီးတော့သူကဒါပေးတယ်ပေါ့နော်။တတိယတက္ကသိုလ်မှာကျွန်တော်တို့ကဒီမှာ၄တက်ခွန်လို့ထုတ်ပြီးသူ့ရဲ့ဇောင်း၃မင်းဆင်းလိုက် ဘရိတ်6ဘရိတ်5ဘရိတ်လေးလည်းဖြစ်ပြီးပေါ့နော်ဒီအဲ့ဒါမှသူကဘရိတ်6ဘရိတ်5ဘရိတ်လေးရဲ့အောက်မှာဒီနားလေးမှာထွက်မဲ့ကောင်ကသူရှေ့ကတိုင်းဆိုရင်ဒီ5ခု8ဆိုတဲ့ကောင်လေးကဝမ်းချင်းလေးဖြစ်မဲ့ပေါ့နော်သူရှေ့ကတိုင်းဆိုရင်ဒီနောက်နှလုံးတွဲလေးကဘိုင်းလို့ဖြစ်မဲ့ပေါ့နော်ခု8အတွဲဘိုင်းကိုသူရဲ့အောက်မှာဘရိတ်8ရှိတဲ့အတွဲဒီမှာ10ဘရိတ်လို့ထွက်ရမယ်ဆိုရင် တက်ကပ်ပြီးတော့မှခု8တက်သေးလေးပေါ့နော်ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများ ဒါတင်ညံမီမက်တာလဲဆောင်နေပေါ့နော်ခု၈တက်တယ်လေးတကွက်ဒါထိုးထားပါခင်ဗျာနောက်ထပ်ကျွန်တော်တို့ဒီ site clean နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့စနော့စားကုန်းကျွန်တော်တို့အစပြုတ်ခဲ့တဲ့ site clean ပေါ့နော်ဒီမှာသူကဒီတစ်ချိန်ကနေ၅ချိန်ထိကိုသူကတိတိပတ်ပါလေးလုပ်သွားတယ်ပေါ့နော်ဗရိတ်တဲ့အောက်မှာဗရိတ်လေးလို့လည်းရိုက်တဲ့သူရဲ့အောက်မှာအခုရှေးဘူးနဲ့ဗရိတ်ရှေ့လို့ရိုက်တယ်ပေါ့နော်ဒီမှာလည်းဗရိတ်တဲ့အောက်မှာလေးဟာ လေးချိန်မှာ break တက်လို့ရိုက်တယ်ပေါ့နော်ငါးချိန်မှာ break လေးလို့ရိုက်တယ်သူရဲ့အောင်မှာလည်းအခုရှေးဘူးနဲ့ break ရှေ့လို့ရိုက်တယ်ပေါ့နော်ရှေးဘူးနဲ့ break ရှေ့ရိုက်တာမရိုက်တာတဲ့ပေါ့နော်ဒီ9ခုရှေ့1ချိန်နဲ့ကျွန်တော်တို့ဒီ break ရှေ့ဆိုလို့ရှိရင်ကျွန်တော်တို့အတွဲဆုပ်ရရင်တော့9ခုအတွဲ9ရှေ့အတွဲဒီကောင်က9ခုရှေ့1ချိန်ဆိုရင်9ခုအတွဲ9ရှေ့အတွဲ9ရှေ့အတွဲလို့ရတာပေါ့နော်သူက break ရှေ့ဖြစ်အောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ ငါငါရှိတို့ကိုကိုတုံညာတို့ရှစ်ရှစ်နဲ့တို့ဒီကနန်းနေထိုးရမှာပေါ့နော်ဒီအဓိကတော့ကျွန်တော်တို့ဒီရှေးဘူးနဲ့ကြိုက်တယ်ဆိုရင်ငါငါရှိပေါ့နော်ကိုကိုတုံညာရှစ်ရှစ်နဲ့ဒီကနန်းသူ့ရှေ့ကတိုင်ပေါ့နော်ဒီဒီကဒီလိုပေးမယ်ဆိုရင်ရှေးဘူးနဲ့ပတ်ရှိရှေးဘူးနဲ့ပတ်ရှိပေးမယ်ဆိုရင်တော့ဒီဒီကနန်းလေးတွေကောင်းတာပေါ့နော်ဒါနဲ့ကျွန်တော်တို့ဒီ cycle ရကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီနောက်နှလုံးကကီးနဲ့ပေးပြီးတော့သူ့ရဲ့အောက်မှာ brake လေးရှိလို့ဒီမှာကိုကပ်ပြီးတော့ပောက်တယ် ဒီမှာလဲကျွန်တော်တို့ဒီလေးတခုလို့ထွက်ထားတယ်ပေါ့နော်သူကနေဇောင်းသုံးကြီးဆင်းလိုက်ပရိတ်၆ပြီးပရိတ်၅လို့ရတယ်သူရဲ့အောက်မှာထွက်တယ်ခဏကဒီမှာခွန်သူရဲ့ဇောင်းလေးမှာခွန်ရှင်းနောက်တွဲလေးမျိုးကြောင့်သူရဲ့အောက်မှာပရိတ်ခွန်ရှင်းနောက်တွဲလေးနဲ့ပေါ့နော်သူရဲ့အောက်မှာပရိတ်၁၁ရှိလို့ဒီမှာ၁၁ပရိတ်ထွက်ရ၁၁ပရိတ်ဖြစ်အောင်၆ကပ်ပြီးတော့ထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့လေးတခုလို့ထွက်တာပြီသူရဲ့ဇောင်းသုံးမိ6 5လေးပြိတ်ဒီလဲလေးပြိတ်လေးထွက်သွားပြီပေါ့နော်လေးပြိတ်ရဲ့အောက်မှာဒီနားလေးမှာထွက်တဲ့ ထွက်ရမယ်ကောင်းကသူ့ရဲ့အောက်မှာ9ရှစ်တွဲလေးရှိတယ်ပေါ့နော်9ရှစ်ကကီးလို့ပေးပြီးတော့မှကျွန်တော်တို့ဒီနားလေးမှာ break ရှစ်ရှိတဲ့အတွက် shift break ထွက်ရမယ်ဆိုရင်တော့9ရှစ်တဲ့ daily ကောင်းတာပေါ့နော်အဲ့တော့အဓိကအဖြစ်တော့ဒီကနန်း9ခွက်ထွက်တာပေါ့နော်ဒီ9 6လေးဆိုတဲ့ကနန်းလေးကဒါကျွန်တော်တို့ break ရှစ် နပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအရင်ဘက်ကဖိုင်နေမှာငါဒီကုလင်းငါ break sheet ကိုကျွန်တော်ဒါမိုးကွက်ကလေးပေးထားတာရှိတယ်ပေါ့နော်ဒါတော့မိုးကွက်ကလေးပေါ့နော်ဒီအချိန်နဲ့၄တက်ခွန် site ကလေးနဲ့ဆိုရင်တော့ဒီကဏ္ဍလေးဒီ၄တက်ခွန်နဲ့ဆိုရင်တော့၉၈တက်ဆိုတဲ့ကဏ္ဍလေးထွက်တာပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ site နဲ့ပေါ့နော်ဒီချိန်ကနေ၅ချိန်ထိလုတ်သွားတယ်ပေါ့နော်၆ချိန်ထိရှေးဘူးနဲ့မှာ break sheet ဆိုရင်တော့ဒီကဏ္ဍလေးထွက်တာပေါ့နော်အဓိကတော့ဒီနှစ်ကွက်ထွက်တာပေါ့နော်အဲ့တော့ကြိုက်နဲ့တည်ရင်လည်းအသုံးပြုလို့ရအောင်ကျွန်တော်ရဲ့ 3D မိတ်ဆွေများ သိညာမီလေးပေါ့နော် cherry suji မျိုးလည်းပေါက်ကြအောင်ပေါ့နော်ဒီကျွန်တော်ရဲ့ဒါမက်တာလက်ဆောင်ဖိုင်လေးကိုယူပြီးတော့သုံးမယ်ဆိုရင်လည်းပုံလို့ရပါလားခင်ဗျာဒီချိန်တွေ့ကျွန်တော်အနေနဲ့အကောင်းဆုံးရွေးချယ်ထားတဲ့ဒေအော်တကွက်နဲ့ဒေအရန်သုံးကွက်ပေါ့နော်အကောင်းကျွန်တော်မမသည်ကျွန်တော်တို့အဖွဲ့ဝင်တွေတည်တတ်အတွက်ရွေးချယ်ထားတဲ့1 chain ပေါ့နော် key တွေရောလိုက်ထားတာလည်းရှိပါနော် key ရော1 chain ရော နောက်ဘရိတ်ရောပေါ့နော်အဲ့ဒါလေးနဲ့သေချာမှစီစစ်ပြီးတော့မှဒဲအော်တကွက်နဲ့ဒဲရန်သုံးကွက်ပေါ့နော်တင်ညာမီလေးပောက်ကြအောင်ပေါ့နော်ကျွန်တော်အနေနဲ့ရွေးချယ်ထားတာလေးရှိပါတယ်ခင်ဗျာအဲ့ကနလေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီပုံညာကိုလေးလေးကိုခွန်ကိုလေးလေးသုံးကွက်ကနေလာရောက်ဆက်သွက်ပြီးတော့တချိန်စာ9တောင်နဲ့လာရောက်လက်တွဲလိုင်းလာရောက်လက်တွဲနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီဒီမိတ်ဆွေများအားလုံး2025 6ချိန်မှာချဲဒီစုကြီးများ အချီးပေါက်ပြီးတော့ဒါမိဘဆရာသမားတွေကိုတင်းညာခါလေးတွေမှာကတော့နိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းလိုက်ပါတယ်เนาะ